Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ညလာတော့ဖြိုးနဲ့တူတူကိုယ့်ရဲ့ရီမန်းချက်ပန်းနိုင်နေရှိတယ်စိတ်ကူးအိမ်မက်တွေရှိတယ်အဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲမပေါ်နိုင်တဲ့အခြေအနေမှာဘလို့မျိုးနီးလန်းနေနဲ့เนาะကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုဆက်ပြီးတော့မှအသက်ရှင်တအောင်လို့ဘလို့မျိုးဖန်တီးရမလဲဆိုတာကိုမျှဝေချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့ရီမန်းချက်ပန်းတိုင်းတွေရှိတယ်ဒါပေမဲ့အဲ့ရီမန်းချက်ပန်းတိုင်းတွေကအထူးသဖြင့်ခုလိုမျိုးအခြေအနေမှာပြီးရင်အခုလိုမျိုးเนาะအဆင်မပြေနေတဲ့ကာလာအီးမှာ အဲ့ဒီရင်မဲချက်ပန်းနိုင်တယ်ကြီးလိုက်ပြီးဆိုရင်အရန်ကိုကိုနဲ့ဝေးပြီးတော့မှဖြစ်နိုင်ခြင်းကိုမရှိဘူးအဲ့ဒီဖြစ်နိုင်ခြင်းမရှိဘူးဆိုပြီးတော့မှကိုကိုကိုစိတ်ညစ်စိတ်စိတ်တော့ကရောက်နေတဲ့သူတွေအတွက်အခုလိုမျိုးကိုရဲ့ရင်မဲချက်ပန်းနိုင်တွေကိုအကောင့်တွေဖော်ဖို့ဖြစ်တဲ့နာတွေကိုပဲလုပ်ပြီးတော့မှဖြစ်ချင်တာတွေကိုလုပ်ခွင့်မရှိတဲ့အခြေအနေမှာဘယ်လိုမျိုးရင်ဆိုင်ဖြစ်ရှင်းရမလဲဆိုတာကိုညှဝေချင်ပါတယ်โอเคအခုလက်ရှိအခြေအနေမှာဆိုရင်အဲကျမကတော့ဒါလုပ်ချင်တယ်ဥမာចောင်းတက်ချင်တယ်ဒါပေမဲ့ចောင်းတက်ဖို့ရှာအတွက်မိဘက ပတ်စံမထောက်ပတ်နိုင်ဘူးပြီးရင်အလုံးမှမပျော်ဘူးအလုံးပြောင်းချင်တယ်ဒါပေမဲ့လည်းပတ်စံဝင်ဝင်ရအောင် တွက်ပေါ့နော်ဒီအလုပ်ကိုဆက်ပြီးတော့သွားရမယ်အဓိကလူအများစုကကိုယ့်ရဲ့ရီမန်ချက်ပန်းနိုင်နေရှိတယ်ဒါပေမဲ့အဲ့ရီမန်ချက်ပန်းနိုင်နေကိုအကောင့်ထဲပို့ဖို့လုံးဝဖြစ်နိုင်ခြင်းမရှိဘူးပေါ့နော်အဲ့ဒီရီမန်ချက်ပန်းနိုင်နေကိုလုတ်ဖို့ဆိုတာထက်နော်ဖြစ်ချင်တဲ့ဆန္ဒတွေထက်ဖြစ်တင်တာတွေဝယ်ဦးစားပေးနေရတယ်ဆိုပြီးတော့မှလူတိုင်းလူတိုင်းဖြိုးကိုလာပြီးတော့ support နေကြတယ်ပေါ့နော်ကိုယ့်ရဲ့ရီမန်ချက်ပန်းနိုင်ကအထူးသဖြင့်နော်ကို့မှာကိုဘာဖြစ်ချင်လဲဆိုတာသိတယ် ဒါပေမဲ့လောက်ခွင့်မရှိတဲ့သူတွေကိုဒီကနေပြီးတော့မှဖြိုးကအကြဉဉဏ်နေပြီးရင်ဖြိုးခံယူထားတဲ့ခံယူချက်တွေကိုပြပြချင်ပါတယ်โอเคအဲ့တော့အဲ့ဒီခံယူချက်တွေကိုပြောဖို့ရှာအတွက်ဖြိုးပထမအဆုံးစတိုရီလေးတစ်ခုပြောချင်တယ်ပေါ့နော်အဲ့ဒီစတိုရီကဘာလဲဆိုတော့ဩစတြေးလျကဖြိုးရဲ့တငယ်ချင်းရဲ့အမေအကြောင်းမှာအဲ့ဒီအမျိုးသမီးကသူကနော်အဲကလေး၄ယောက်ရှိတယ်နော်ကလေး၄ယောက်ရှိတဲ့အချိန်မှာ သူ့ရဲ့အကြီးဆုံးကလေးက၁၀နှစ် အငယ်ဆုံးကလေးနှစ်လအရွယ်မှာသူ့ယောက်ျားအရက်ဆွဲနေတဲ့ယောက်ျားကသူ့တို့ကိုပစ်သွားတယ်နော်ကလေးတွေနဲ့အဲ့ဒီမျိုးသမီးကိုသူကပစ်သွားတယ်အဲ့တော့အဲ့ဒီမျိုးသမီးကသူ့ယောက်ျားကိုသူလိုက်ရှာတော့လေအစနာရှာမတွေ့ဘူးအဲ့မှာသူကဒုက္ခပင်လဲဝေပါလေရောโอเคအဲ့တော့ဒုက္ခဒုက္ခရောက်တဲ့ချိန်မှာသူတယောက်တည်းဒီကလေးတွေကိုပြုစုပြောင်းထောင်ပြီးတော့မှဒီကလေးတွေကိုလှုပ်ချွေရတယ်ဒါမဲ့ဖြစ်ချင်တော့ဖြုတ်တဲ့ငယ်ချင်းရဲ့အမေမှာ ဒီမျိုးသမီးရတယ်သူ့ရဲ့ရီမန်းဂျပန်နိုင်သူ့မှာ dreams တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကဩစတြေးလျနိုင်ငံသူ ဖြစ်တဲ့အတွက်သူတို့ကအမြဲတမ်းပေါ့နော်နိုင်ငံခြားနိုင်ငံတကာကိုခီးပတ်ပြီးတော့မှလဲပတ်ချင်တဲ့ကမ္ဘာလုံးကိုသူကခီးသွားချင်တဲ့ရီမန်းဂျပန်နိုင်ရှိတယ်အဲ့တော့ဖြိုးတငယ်ချင်းရဲ့အမေမှာအဲ့ဒီရီမန်းဂျပန်နိုင်ကိုအကောင့်တွေဖော်ဖို့ရှာအတွက်ကဖြစ်နိုင်ကြရလုံးဝလုံးဝမရှိဘူးဘာလို့လဲဆိုတော့ဒီကလေးတွေကို နော်ကျွေးမွေးကျွေးမွေးပြုပြုစုဖို့အတောင်မှဒီမျိုးသမီးတယောက်တည်းအနိုင်နိုင်ဖြစ်နေရအဲ့တော့ तू ဘာလုပ်လဲဆိုတော့ तू ကရရအလုပ်ကိုအမြဲတမ်းပဲနော်ဆွဲလုပ်ပြီးတော့မှဒီကလေးတွေကိုတေချာကြောင်းထားတယ်ပြီးရင်ကလေးတွေကိုတော့ပြုစုဆောင်ရှောက်တယ်ဒါပေမဲ့ तू ကအမြဲတမ်းပဲအဲ့ကလေးတွေကိုထမင်းကျွေးပြီးတော့ကြောင်းထားပြီးတော့ပြီဆိုရင်သူ့အတွက်သူ့ရဲ့ဟီမန်ချစ်ပန်းနိုင်အတွက် तू ကတစ်နေ့ကိုဒေါ်လာပတ်စံစုတယ် โอเคအဲ့တော့ तू อ่ะတနေ့ဒေါ်လာပတ်စံစုပြီးတော့မှာ तू ကလေးအငယ်ဆုံးကလေးလက်လွတ်လို့ရတဲ့အရွယ်ကြတော့ तू ကသူ့ရဲ့ရီမန်းချက်ပန်းနိုင်ဖြစ်တဲ့เนาะငါကဘာပက်ပြီးတော့မှာခီးသွားမယ်ဆိုတဲ့သူ့ရဲ့ dreams ကို तू ကအကောင့်ထဲပို့ပါတယ်โอเคဒါပေမဲ့အားလုံးသိရမှာကအဲ့ဒီအမျိုးသမီးသူ့ရဲ့ရီမန်းချက်ပန်းတိုင်ကိုအကောင့်ထဲပို့ဖို့ရှာကအချိန်နှစ်20တောင်မှကြာခဲ့ပါတယ် โอเคအဲ့တော့ည20ကြာပြီးတော့မှသူကသူ့ရဲ့ရေမှတ်ချက်ပန်းတိုင်ကိုအကောင့်ထဲဖွင့်နိုင်ခဲ့တယ်အဲ့တော့ဖြူကဒီ story ကိုပေါ့နော်ဒီအကြောင်းလေးကိုဖြူတီးခဲ့တဲ့အချိန်ကစပြီးအခုချိန်ထိဖြုံမမေ့သေးဘူး ဲ့ဒါဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတယောက်ရဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းเนาะဖြစ်နိုင်ခြင်းမရှိတဲ့အရာတွေကိုတောင်မှဘယ်လိုမျိုးဖြစ်နိုင်အောင်လို့เนาะအချိန်ပေးပြီးတော့မှဆက်ရှိလက်ရှိနဲ့ဖန်တီးခဲ့လဲဆိုတာကိုဖြိုးကအမြဲတမ်းအမတ်တရဖြစ်နေပြီးတော့မှဖြိုးတို့အားလုံးကလည်းဒီအမျိုးသမီးလိုအခြေအနေရောက်နေ Okay ကလေး9ယောက်တော့သူ့လိုမျိုးမရှိဘူးကလေး6ယောက်တော့သူ့လိုမျိုးမရှိဘူးကလေး3ယောက်သူ့လိုမျိုးမရှိဘူးဒါပေမဲ့အားလုံးကကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကလုံးဝဖြစ်နိုင်ခြင်းမရှိဘူးဒီလိုမျိုးခက်ခဲနေတဲ့အချိန်မှာဆိုရင်ဒီမျိုးသမီးလိုမျိုးပဲเนาะအမြဲတမ်းပဲကိုယ့်သားသမီးတွေကိုကိုယ်စောင့်ရှောက်ပြီးတဲ့အချိန်မှာเนาะအမြဲတမ်းတစ်နေ့တစ်နေ့1ဒေါ်လာเนาะတစ်နေ့တစ်ချက်စုပြီးတော့မှကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုအကောင့်ထဲပို့ဖို့အရေးကြီးပါတယ်သူကသူ့ကသားသမီးတွေကိုသူက နော်ကျွေးမွေးဆောက်ရှောက်ပြီးတဲ့အချိန်မှာတနေ့တစ်ချက်ပတ်စံဆူတယ်အဲ့လိုမျိုးတနေ့တစ်ချက်ပတ်စံဆူပြီးတော့မှနှစ်ပေါင်း20ကြာတဲ့အချိန်မှာသူ့ရဲ့ဟီမန်ဂျပန်နိုင်ကိုသူကအကောင့်ထဲဖွင့်နိုင်ခဲ့တယ်အဲ့တော့ဖျူရိုအားလုံးလဲနော်ကို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 တနေ့တစ်ချက်ပတ်စံဆူပြီးတော့မှကိုဘွားရဲ့ဟီမန်ဂျပန်နိုင်ကိုအကောင့်ထဲဖွင့်ကြမယ်အဲ့တော့သူ့အတွက်ကတော့တနေ့တစ်ချက် ဖြိုးတို့အတွက်ကဘာဖြစ်မလဲเนาะကိုကစီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တာလားဒါမှမဟုတ်ခဏပြောသလိုမျိုးကိုက local brand ကိုထုတ်ချင်တာလားဒါမှမဟုတ်ကိုကเนาะဘာနောက်ထပ်အလုပ်အသစ်တစ်ခုကိုပြောင်းချင်တာလားလူတိုင်းလူတိုင်းမှာကိုပိုင်ရီမန်းချက်ပန်းနိုင်နေရှိတယ်အဲ့ဒီရီမန်းချက်ပန်းနိုင်နေကိုအကောင့်တွေဖို့ဖို့ရှာအတွက်အမြဲတမ်းပဲတစ်နေ့ဒေါ်လာ mindset နဲ့ကျွန်တော်တွေကကို့အတွက်ကိုနေ့စဉ် action တွေဆောင်ရမယ်အဲ့တော့ဒီ story ကိုဖြိုးချတဲ့အချိန်မှာဒါကလွန်ခဲ့တဲ့ နှစ်เนาะ4 5 6နှစ်တည်းอ่ะဒီဇလန်းကိုဖြိုးอ่ะจ้าแกဒါပေမဲ့မမေ့သွားဘူးဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးရဲ့စိတ်ဓာတ်ကဖြိုးယုံကြည်တဲ့စိတ်ဓာတ်နဲ့တူတူပဲပေါ့เนาะကျောင်းတွေကတခါလေကြန့်ကိုမလုံးနိုင်တဲ့အခြေအနေမှာတောင်မှတစ်ခုခုတော့လုံနေရမယ်အဲ့တော့အားလုံးပြောချင်တာကเนาะနံပါတ်1ကကိုယ့်ရဲ့ရီမန်ချက်ပန်းနိုင်ကိုကိုယုံကြည်မှုရှိပါเนาะကိုဖြစ်ချင်တာတွေကိုတနေ့ကြိုင်ဖြစ်အောင်လုံနိုင်မယ်ဆိုတာကိုယုံကြည်ဖို့အရန်အရေးကြီးပါတယ် လက်ခံလာနော်ဖြိုးမြဲတမ်းပြောသလိုမျိုးပဲဟိုရေဒိုကိုတော့အမြဲတမ်းပဲအစိုးမြင်မှာဒါပေမဲ့ရေရှိကိုအကောင်းမြင်ရေရှိမှာကလူတိုင်းဖြစ်ချင်တာလိုချင်တာကိုရောက်ွေရှိနော်အချိန်တစ်ခုပေးမယ်ဆိုရင် you can get what you want ကိုလိုချင်တာကိုရောက်ွေရှိတယ်နော်ဒါပေမဲ့ရေဒိုမှာတော့အခက်အခဲအကျက်တဲနဲ့ရင်းဆိုင်ရလိမ့်မယ် ရေရှိ goals ကနော်ရေရှိကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်လူတိုင်းအတွက်ဖြစ်နိုင်ခြင်းရှိတယ်အခုလက်ရှိမှာတော့အခက်ခဲတွေရင်ဆိုင်ရလိမ့်မယ်ဒါပေမဲ့ it's okay နော်အဲ့လိုမျိုးငွေလေးတွေက ယုံယုံနေရတိလားဒါအခုမှဟာမပြောအောင်မြင်လို့ဒီလိုမျိုး popular ဖြစ်လို့နော်လူတိုင်းသိလို့ဒီလိုပြောမှပေါ်လို့ထင်လိမ့်မယ်ဒါပေမဲ့ဒီစိတ်တွေကအခုမှဖြစ်တာမဟုတ်ဘူးကလေးဘဝတဲကကိုဖြစ်ချင်တဲ့အရာကကိုရဲ့ရီမချင်ပတ်တိုင်းကတနေ့တနေ့ကြာရင်နော်တနေ့နေ့ကြာရင်ဖြစ်မယ်ဆိုတာကိုအလိုလိုရင်းနဲ့ယုံကြည်မှုရှိနေတယ်အဲ့ဒါကိုကျွန်တော် psychology မှာဆိုရင်လဲ self efficacy လို့ခေါ်တယ်ပေါ့နော်ကိုရဲ့လုံနိုင်စွမ်းအားကိုရဲ့ ကိုအရင်မဲ့ဂျပန်နိုင်ကိုအကောင့်ထဲပေါ်နိုင်စွမ်းအားရှိတယ်ဆိုတာကို အလိုလိုရင်းနဲ့စိတ်ကယုံနေတယ်โอเคအဲ့တော့အားလုံးကလည်းတူတူပါပဲကိုကိုကိုယုံကြည်ပါโอเคဒီကိုဖြစ်ချင်တဲ့အရာတွေတစ်နေ့ကြာရင်အချိန်တစ်ချိန်ချိန်ကြာရင်ဖြစ်လာမယ်ဆိုတာကို လုံးဝ no question လုံးဝ question မထုတ်ပါနဲ့โอเคယုံကြည်ပါဒါနံပါတ်1ဖြိုးအဲလက်ခံကျင့်သုံးတဲ့အရာ ဒုတိယကျတော့ဘာဖြစ်လို့အဲ့လိုမျိုးယုံကြည်ရလဲလူတိုင်းကတော့မယုံကြည်ဘူးဒါပေမဲ့တာမန်လူရင်းနဲ့မတူတဲ့အောက်လာရเนาะဖြိုးမြင်းနဲ့ပြောတယ်ကိုကတာမန်လူဖြစ်လို့မရအောင်ထူကြရတဲ့သူတယောက်ဖြစ်ရမယ်တာမန်လူတွေတော့ဒါလူအုပ်ကြီးကဒီမှာကိုကဒီမှာကိုကအောက်လာရเนาะအများစုရဲ့အပြစ်မှာရှိတဲ့အောက်လာရမတူဘဲနဲ့တမူထူကြနေရတဲ့သူတယောက်ဖြစ်ဖို့ရှာဆိုရင်အဲ့လိုမျိုးကိုယ့်ရေမဲချက်ပန်းတိုင်းကိုအမြဲတမ်းပဲယုံကြည်ရဲဆိုတာကဒုတိယတစ်ဆင့်ကြောင့်မလို့ပါဒုတိယဘာလဲဆိုတော့ you need to take a action အမြဲတမ်းပဲ you have to have bias to action အမြဲတမ်း action တစ်ခုခုဆောင်ရွက်နေရမယ်ခဏတော့အမျိုးသမီးအိပ်စက်မယ်ဆိုရင်သူကနော်သူ့သားသမီးတွေကို तू ကျွေးမွေးစောင့်ရှောက်ပြီးသွားပြီဆိုရင်တစ်နေ့1ဒေါ်လာစုတယ်အဲ့တော့သူ့ရဲ့နေတိုင်းနေတိုင်းအရှင်ကဘာလဲဆိုတော့တနေ့ကိုတကြက်ပတ်စံစုတယ်အဲ့တော့ကို့အတွက်ကနေ့စဉ်အရှင်ကဘာလဲ နော်ကျွန်တော်တွေကနေ့စဉ်အရှင်မဆောင်ရွက်ဖဲနဲ့ထိုင်ပြီးတော့မှစိတ်ညစ်ပြီးအပြစ်တင်နေလို့မရပါဘူးโอเคဒါကြောင့်မလို့ကိုကနေ့စဉ်မလုပ်မှလဲနော်ကိုပြစ်တင်တဲ့အိမ်မက်ကအကယ်၍ကိုကတက္ကသိုလ်ကျောင်းတက်ချင်နေဆိုရင်အထူးသဖြင့်နိုင်ငံเจ้าကကျောင်းတက်ချင်နေဆိုရင်အင်္ဂလိပ်စာလေ့လာမှလားโอเคဒါဆိုရင်နေ့စဉ်အင်္ဂလိပ်စာကိုတစ်နေ့15မိနစ်မိနစ်30တစ်နာရီလေ့လာရမယ်ဒါမို့လို့ကိုကကိုဝိုင်းစီဝိုင်းလောက်ချင်တာလားကိုဝိုင်းစီဝိုင်းလောက်ချင်နေဆိုရင်လည်းကိုဝိုင်းစီဝိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုနေ့စဉ်လေ့လာနေရမယ် နော်အဲ့တော့ action ကအရေးကြီးပါတယ် action ကအရင်ရေးကြပါကြောင့်မို့လို့ဆိုအဲ့ဒီ action ဆောင်ရွက်မှသာလေခဏဝါရှေ့မှာပြောခဲ့တဲ့ကိုကိုကိုယုံကြည်နေတဲ့ self efficacy ပေါ့နော်ဒါကိုလုံးနိုင်နေဆိုတာကို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 မတိစိတ်မှာယုံကြည်နေတာကနေ့စဉ် small win ဆိုတဲ့ကို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 အမြဲတမ်းပဲ အောင်မြင်မှုတသေးလေးတွေကိုခန်းစားရင်ခန်းစားရင်နဲ့မှရရှိတဲ့ယုံကြည်မှုဖြစ်ပါတယ်။ဒါကြောင့်မလို့နံပါတ်1ခန်းစားချက်ကိုရဖို့ရှာနော်ဒုတိယတစ်ဆင့်က action ဆောင်ရွက်နေရမယ်။လက်ကထိုင်ပြီးတော့မှနော် manifest လုပ်နေလို့မရဘူး။ဖြိုးတချို့လူကလာမေးတယ်။မဖြိုးရည် energy တွေ vibration တွေ manifestation တွေဘလို့ယုံကြည်လဲလို့မေးတယ်။ Okay လူတွေဖြိုးမုန်းရင်မုန်းလိမ့်မယ်။ဒါပေမဲ့ဖြိုးရဲ့ခံယူချက်ကိုဖြိုးကပြောမယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့တစ်ချိန်လုံးမျက်စိမိတ်ပြီးတော့မှအာပတ်စံနေဝင်လာမယ်ဆိုပြီးတော့ vibration ှိနေ manifestation နဲ့ထိုင်လုံးနေလို့မရဘူးမျက်စိမိတ်ပြီးတော့မှတွေးယုံနဲ့ဖြစ်မယ်ဆိုရင်အကုန်လုံးတစ်သေးဖြစ်နေပြီအကုန်လုံးရုပ်တွေချောနေအကုန်လုံးကဘာကျော်နေပြီဒါပေမဲ့ကျွန်တော်တို့က action ဆောင်ရွက်မှာပါเนาะဒီ vibration တွေ energy တွေ manifestation တွေဆိုတာကလည်း action မဆောင်ရွက်တဲ့သူအတွက်เนาะ action မလုပ်တဲ့သူအတွက်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ you need to have a bias to action အားလုံးပဲလက်ခံပါသလားโอเคအဲ့တော့ဒီမျိုးသမီးကိုကြည့်မယ်ဆိုရင်လေသူကဖြစ်နိုင်ခြင်းမရှိတဲ့အရာကိုတနေ့ဒေါ်လာစုပြီးတော့မှ action တစ်ခုခုသူ့ရဲ့ရီမန်ချက်ပန်းတိုင်းအတွက် तू ကတစ်ခုမဟုတ်တစ်ခုလုပ်ခဲ့တာဖြစ်တဲ့အတွက်เนาะအဲ तू ဖြစ်ချင်တဲ့အရာကိုဖြစ်ခွင့်ရခဲ့တယ်အားလုံးလည်းတူတူပဲကျွန်တော်တို့အတွက်က20မကြပါဘူးเนาะအခုလိုမျိုးအခြေအနေ20လုံးဝကြာမှာမဟုတ်ဘူးအဲ့လက်ခံလာဖြိုးယုံကြည်ပါတယ်အလွန်ဆုံးပဲအားလုံးအတွက်ကိုယ့်ရဲ့ဘဝရီမန်ချက်ပန်းတိုင်းကိုအကောင့်ထဲပို့ဖို့ရှာ အကြာဆုံးဖြစ်ပေစေ9နှစ်ပေါ့ဟုတ်လား9နှစ်ဆိုတာအကြာဆုံးပဲအဲ့တော့အားလုံးပဲเนาะ9နှစ်ကြာရင်ကြာမယ်10နှစ်ကြာရင်ကြာမယ်15နှစ်ကြာရင်ကြာမယ်နှစ်20ကြာရင်ကြာမယ်ဒါပေမဲ့ you will get it เนาะကိုယ့်ရဲ့ရီမန်ဂျပန်နိုင်ငံကိုတနေ့ကြာရင်အကောင့်ထဲပေါ်လာမှာဖြစ်ပါတယ်အားလုံးကို step 3အနေနဲ့ပြောချင်တာကပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင် you need to enjoy the process เนาะ तू อ่ะနှစ်20လုံးလုံး စိတ်ညစ်ပြီးတော့မှဟာငါရဲ့ရီမဲဂျပန်နိုင်မဖြစ်သေးဘူးမဖြစ်သေးဘူးမဖြစ်သေးဘူးဆိုပြီးတော့သူ့သားသမီးတွေကိုလည်းသူမချင်မနှက်နဲ့အမြဲတမ်းအပြစ်ပြောပြီးနေနေရလား no အဲ့လိုမျိုးနေနေရမဟုတ်ဘူးဒီမျိုးသမီးကဖြိုးတငယ်ချင်းရမေဖြိုးတိတယ်เนาะသူကအမြဲတမ်းပျော်ရွှင်ရွှင်နဲ့လန်းလန်းဆန်းဆန်းနဲ့ energy အပြည့်နဲ့သူ့ဘဝကိုသူအကောင်ဆုံးဖြတ်သန်းပြီးတော့မှသူ့ရဲ့ရီမန်ချက်ပန်းနိုင်ကိုလည်းသူကเนาะရေရှည်ရီမန်ချက်တစ်ခုအနေနဲ့အကောင့်ထဲပို့နေရအဲ့တော့ဒီနေရာမှာပြောချင်တာကအားလုံးကအခုချိန်မှာကိုဖြစ်ချင်တာတွေမဖြစ် တဲ့အတွက်နော်မဖြစ်သေးတဲ့အတွက်ထိုင်ပြီးတော့မှစိတ်ညစ်နေမဲ့အစား just enjoy the process အလုံးကနော်လုံနေရတဲ့ process ကြီးလုပ်ငန်းစဉ်တစ်ခုလုံးကိုလုံးဝ energy အပြည့်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ခံစားလိုက်ပါ okay အခုကမကြိုက်တဲ့အလုပ်ကိုလုပ်နေရတယ် okay ဘာဖြစ်လဲဘာမှဖြစ်ဘူးပျော်ပျော်ရွှင်ရွှင်နဲ့ပဲလုပ်ပလိုက်ပြီးရင်ကိုမနေချင်တဲ့နေရာမှာနေနေရတယ်ဘာမှမဖြစ်ဘူး ပျပျော်ရွှင်ရွှင်နဲ့နေပလိုက်ဘာဖြစ်လို့ဆိုအဲ့ဒါတွေကတသက်လုံးနေရမယ့်အရာတွေမဟုတ်ဘူးတစ်ချိန်ချိန်ကြတော့ကိုပြောင်းလဲခြင်းနဲ့ဆိုရင်ပြောင်းလဲလို့ရတယ်အထူးသဖြင့်တစ်ခုခုလုံနေတဲ့သူတယောက်အတွက်အမြဲတမ်းပဲဒီနေရာမှာတော့ကိုကတသက်မှတ်သက်ဖြစ်နေမှာမဟုတ်ဘူး တစ်ခုခုပြောင်းလဲဖို့တစ်ချိန်ချိန်ကြဖြစ်လာမှာဒါကြောင့်မလို့အခုလက်ရှိရောက်နေတဲ့နေရာကိုကိုမကြိုက်ဘူးဆိုရင်လည်း it's just a temporary เนาะယာယီပါပဲအရာအားလုံးကယာယီပဲတကယ်တမ်းကျတော့ကိုကြိုက်တဲ့အရာကိုရနေတဲ့သူတယောက်အတွက်လည်းယာယီပဲမရနေတဲ့သူတယောက်အတွက်လည်းယာယီပဲအရာတိုင်းကเนาะ it's it's just a temporary เนาะအားလုံးကယာယီရဲ့ယာယီရဲ့ယာပြီယာယီပဲเนาะ it's just ခဏတာပဲဒါကြောင့်မလို့ကျွန်တော်တို့အကုန်လုံးက ကိုမကြိုက်တဲ့အရာကိုလုပ်နေရလေပျော်ပျော်ရွှင်ရွှင်ကြီးလုပ်ကြပါလို့ဒီကနေ့ပြီးတော့မှပြောချင်ပါတယ်โอเคပြုခဏခဏအာကိုယ့်ရဲ့ enjoy the process ဆိုတာကိုခဏခဏပြောတယ်ဘာကြောင့်မို့လဲဆိုတော့လူအများစုဖြုတ်မြင်နေရတယ်ပေါ့နော်အကုန်လုံးကအရန် complain တက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အကုန်လုံးကကိုလိုချင်တာရမှပျော်မယ်ဆိုပြီးတော့ထိုင်ဆောင်နေဖြိုးပါဝင်မယ်တငယ်တုန်းကလေဖြိုးငယ်တုန်းကလည်းအထိုင်မယ်အာငါနိုင်ငံเจ้าကိုရောက်မှဆယ်တန်းတုန်းကဆိုရင်အမြဲတမ်းပဲ ပြဿနာရှာနေတိလားဖြိုးဆယ်တန်းတော့ဖြိုးဆယ်တန်းတော့ဖြိုးမြင်နေဆိုရင်အားလုံးကမဖြိုးပဲမတ်တောင်မမီမမဟုတ်ဘူးအရန်ပြဿနာရှာတာဘာကြောင့်မို့လဲဆိုတော့ငါအာနိုင်ငံခြားရောက်မှနော်ကိုကကိုဘွားကတာရမယ်ဆိုပြီးတော့မှဆယ်တန်းမှအာအဆောင်နေတော့တစ်ချိန်လုံးပြဿနာရရှာနေရပြီးရင်နိုင်ငံခြားမရောက်မချင်းတစ်ချိန်လုံးအိမ်အိမ်ကိုပေါ့နော်တသွားပြီးတော့မှပူတိုက်တယ် ်တကယ်တမ်းကျတော့ is waste of my time အချိန်ကုန်နေပြီးရင်ဘေးကကိုယ့်ရဲ့မိသားစုတွေလည်းစိတ်ညစ်ရတယ်အဲ့လိုမျိုးနေမဲ့အစားပေါ့နော်ကိုယ်ဆယ်တန်းမှလည်းကောင်းကောင်းမွန်ဖြတ်တန်းပြီးတော့မှနိုင်ငံခြားမရောက်ခင်မှာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းမယ်ဆိုရင်အဲ့ဒီအချိန်ကာလနှစ်နှစ်အတွင်းကလူတိုင်းအတွက်အဆင်ပြေဒါပေမဲ့ဒါကိုဖြိုးလုတ်ခဲ့တဲ့အမားတစ်ခုပေါ့နော်ဒါပေမဲ့ အဲ့ဒီမားကိုအခုဆက်ပြီးတော့မှလှုပ်လာဆိုတော့မလှုပ်ဘူးဖြိုးမြန်းနဲ့ခံယူရလူတော်တွေကအမားတွေကိုထထက်ပြီးတော့မှမလှုပ်ဘူးနှစ်ခါမလှုပ်ဘူးတစ်ခါမားပြီးသွားပြီဆိုရင်အဲ့ဒီအမားနေပြီးတော့မှလေ့လာရတယ်ပေါ့နော် landing လုပ်ပြီးတော့မှနောက်ထပ်တဆင့်ကိုတက်သွားတယ်ဒါကြောင့်မလို့အားလုံးပဲ just enjoy the process နော်ကိုရီမန်ချပန်နိုင်ကိုမရောက်သေးတဲ့အချိန်မှာဖြစ်နေတဲ့အရာတွေအကုန်လုံးကိုလက်ခံပြီးတော့မှပျော်ရွှင်ရှင်ပဲဖြတ်တန်းမှုရှာအတွက်ဖြိုးကဒီကနေပြီးပြောချင်ပါတယ်အခုကျွန်တော်တို့အားလုံးပဲကြက် အရန်ကြက်တဲ့အခြေအနေမှာတချို့လူတွေကအဲ့ဒီအခြေအနေကိုအကောင်းဆုံးအသုံးချပြီးတော့မှနော်အလုတ်တွေအလုတ်အစ်စ်တွေသူတို့ဖန်တီးနေတဲ့စီးပွားရေးအစ်စ်တွေဖန်တီးတယ်ပြီးသွားပြီဆိုရင် ပို့ပြီးတော့မှအာထူးကျွန်လာတယ်နော်တချို့ចောင်းသားတွေဆိုရင်ចောင်းမတက်ရလို့ဆိုပြီးစာအုပ်တွေဖတ်ပြီးတော့မှပြီးရင်တချို့ចောင်းသားတွေဆိုចောင်းမတက်ရလို့ကုမ္ပဏီတွေမှာအလုတ်ဝင်ပြီးတော့မှတကယ်အဲ့ကုမ္ပဏီကုမ္ပဏီတစ်ခုချင်းစီရဲ့အားကိုးရတဲ့သူတွေဖြစ်လာတယ် တချို့လူကြလည်းကြောင်းမတက်ရဘူးဆိုပြီးတော့မှစိတ်ညစ်စိတ်တက်ကြပြီးတော့မှလမ်းတွေပျောက်နေတယ်အဲ့တော့ကျတို့အားလုံးပဲအမြဲတမ်းပဲခုခုကိုပြန်ပြီးတော့မှပြောပါโอเคဘာပဲဖြစ်ဖြစ်ငါပုံမှန်မူတည်ရယ်အဲ့လိုမျိုးလူပုံမှန်ပဲမူတည်ရယ်ဆိုတဲ့စကလုံးကအရန်ကိုခါတီးပြီးတော့မှတစ်ချိန်တည်းမှာပဲခြုံမြပါတယ်ဘာကြောင့်မို့လဲဆိုတော့လူပုံမှန်ပဲမူတည်တယ်ဆိုတာကကိုတော်ဝင်ကိုယူလိုက်တာပဲเนาะကိုဘွားကိုကိုကိုတော်ဝင်ယူလိုက်တာပဲကိုပြောင်းလဲခြင်းတယ် ကိုတခုခုကိုအစ်စ်အစမ်းနေနဲ့လှုပ်ချင်တယ်ကိုခုလက်ရှိကို မကြိုက်ဘူးဆိုရင်လည်းပြောင်းလဲမယ်ဆိုရင်တခြားသူမလို့ကိုတယောက်တည်းပဲလှုပ်လို့ရတယ်ဒါကြောင့်မလို့လူပေါ်မှာပဲမူတည်ရဲ့ဆိုရဲစကလုံးလေးကိုလက်ဆောင်ပေးချင်ပါတယ်โอเคတစ်ချိန်တည်းမှာပဲတွတ်တွတ်တုတ်နဲ့ပဲအာဒီမှာအဆုံးသက်ချင်တယ်အလုံးမဲ့အမြဲတမ်းပဲကိုယ့်ရဲ့ရီမန်းချက်ပန်းနိုင်ကိုကို account ထဲပို့ပြီးတော့မှလန်လန်ဆဆန်းကန်ကောပန်းနဲ့ရုပ်ချောသဘောကောင်းညနာမြင်ချစ်ခင်ပြီးတော့မှအတန်ကြာရင်အေးချမ်းပါစေလို့ 이거좀말해시